ါရှင်အမျိုးသမီးတို့တန်နေကြောင်းရှုစားကြပါပါဒီအစီအစဉ်ကတော့နိုင်ငံအရေးရကအမျိုးသမီးတွေရဲ့မတူညီတဲ့အနာဂတ်ရည်မှန်းချက်တွေမျှော်လင့်ချက်တွေခက်ခဲကြတဲ့နေ့ပွားတွေကိုသူတို့ဘလို့ဖြတ်သန်းခဲ့ကြလဲလက်ရှိမှာဘာရင်းဆိုင်နေကြရလဲဆိုတဲ့အကြောင်းအရာတွေကိုစူးစီးတင်ဆက်ပေးသွားမှာပါအရင်ဆုံးပြပြပေးမှာကလက်တလောဖြစ်ပွားနေတဲ့မြို့သူတွေနဲ့ပတ်သက်တဲ့သတင်းတွေကိုတင်ဆက်ပေးမှာပါဒီသတင်းတွေကတော့ဂျွန်လ25ရက်နေ့ကနေဂျွန်လ30ရက်နေ့တွင်ဖြစ်ပေါ်ခဲ့တဲ့သတင်းတွေဖြစ်ပါတယ်သတင်းပြည့်စုံကိုတော့ DPP Barmi website မှာတွားရောက်ဖတ်ရှုနိုင်ပါတယ် ထမအဆုံးအနေနဲ့လူလူကောင်းဆောင်ကိုလစ်ဝက်ဖမ်းဆီးပြီးစိတ်ပိုင်းဆိုင်ရာနှိမ့်ဆက်နေကြောင်း MPW ထုတ်ဖော်ပြောဆိုတဲ့သတင်းကိုပြောပြပေးပါမယ်။ နိုင်ငံတော်တိုင်ပင်ခံပုဂ္ဂိုလ်တော်ဆန်းစုကြည်ကိုစေအောင်စုကကာလကြာရှည်စွာလှိဝတ်ထိန်သိမ်းထားပြီးစိတ်ပိုင်းဆိုင်ရာညှင်းပန်းနှိပ်စက်နေတယ်လို့မြမအချင်းထောင်တပ်သေး MPW အဖွဲ့ကဂျွန်လ28ရက်နေ့မှာထုတ်ပေါ်ပြောဆိုလိုက်ပါတယ်။ MPW ရဲ့စုံစမ်းမှုရဒေါ်ဆန်းစုကြည်ကို2024ဧပြီလမှာအပူချိန်မြင့်မားမှုကိုအကြောင်းပြုပြီးနေပြည်တော်အချင်းထောင်ကနေ14မိုင်လောက်ဝေးတဲ့စစ်စေရေးအထူးအဖွဲ့ရုံးဆိုင်တဲ့နေရာမှာလုံခြုံရေးတင်းကျပ်စွာနဲ့ဖမ်းဆီးထားတယ်လို့ဆိုပါတယ်။ ဒီနေရာဟာစစ်ကောင်းဆောင်ဗိုလ်ချုပ်မူကြီးမင်းအောင်လှိုင်ရဲ့ယုံနီးမှာတည်ရှိကြောင်းထိမ့်သိမ်းထားတဲ့ကာလအတွင်းဒေါ်ဆန်းစုကြည်အားသွားနာတာနှလုံးဆိုင်ရာကျန်းမာရေးပြဿနာနဲ့တက်ကြီးယောဂါတွေဖြစ်ပွားနေပေမဲ့လုံလောက်တဲ့စေဝါကုသမှုမရဘဲစစ်တပ်ခန့်ဆရာဝန်တွေနဲ့သာစေကုသမှုခံယူနေရတယ်လို့မြမအချင်းထောင်တပ်သေး MPW ကထုတ်ပြန်ထားပါတယ်မိသားစုနဲ့တွဲဆောင်ခွင့်မပေးဘဲအခုလိုချုံနောင်ထားတာဟာစိတ်ပိုင်းဆိုင်ရာညှဉ်းပန်းနှိပ်စက်မှုတစ်ခုအဖြစ်သတ်မှတ်နိုင်တယ်လို့လည်း MPW ကဆိုပါတယ် ်လက်ရှိမှာလည်းလူလူကောင်းဆောင်တော်ဆန်းစုကြည်ကိုဖမ်းဆီးထားတဲ့၄နှစ်ကျော် ကာလအတွင်းမိသားစုနဲ့တွေ့ဆုံခွင့်မပေးသလိုလူမြင်ကွင်းကပါစေအုပ်စုကဖျောက်ဖျက်ထားခဲ့တာဖြစ်ပါတယ်၂၀၁၅ခုနှစ်လူလူရွေးချယ်တင်မြောက်ထားတဲ့အစိုးရနဲ့မဲရလက်ကိုပယ်ဖျက်ပြီးအာဏာသိမ်းခဲ့တဲ့စေအုပ်စုကတော့ဆန်းစုကြည်ကိုပုံမှန်ပေါင်းများစွာတက်တရားစွဲဆိုပြီးစုစုပေါင်းထောင်နဲ့33နှစ်ချမှတ်ခဲ့ပြီးတဲ့နောက်2023ခုနှစ်ထဲမှာတချို့အမှုတွေအပေါ်ရှော့ပေါ့ခဲ့ပေမဲ့လက်ရှိချိန်ထိထောင်နဲ့28နှစ်ကြာရှိနေပါတယ် မြမကျင်းထောင်သက်သေး MBW အဖွဲ့အနေနဲ့စေအုပ်စုကနိုင်ငံခေါင်းဆောင်တဦးကိုမတရားချုံနှောင်ထားမှုအကျဉ်းသားအခွင့်အရေးပယ်ဖျက်မှုနဲ့စိတ်ပိုင်းဆိုင်ရာညှဉ်းပန်းမှုပေါ်နိုင်ငံတကာအသိုက်အဝန်းအနေနဲ့ပြင်းပြထန်ထန်တုံ့ပြန်မှုတွေလုပ်ဖို့ကိုလည်းတောင်းဆိုထားပါတယ်။ဒါအပြင်ပါဝင်ပတ်သက်သူတွေဖြစ်တဲ့စစ်ကောင်စီခေါင်းဆောင်မင်းအောင်လှိုင်ဒုဗိုလ်ချုပ်မှုကြီးဆိုဝင်လက်ရှိနဲ့ရခိုင်ပြည်ထောင်ဝင်ကြီးတွေတာဝန်ခံဗိုလ်ချုပ်ကြီးတွေနေပြည်တော်အကျဉ်းထောင်တာဝန်ရှိသူအလုံးကိုအေးအေးယူပေးဖို့လဲထုတ်ပြန်တောင်းဆိုထားပါတယ်။ နောက်ထပ်ပြောပြပေးမှာကပိုးဒေတာမှာမျိုးသမီးနဲ့ကလေးငယ်တွေလူအခွင့်အရေးချိုးဖောက်ခံနေရတဲ့တရင်ပဲဖြစ်ပါတယ်။ရှမ်းပြည်နယ်တောင်ပိုင်းပို့ဒေသကအမျိုးသမီးနဲ့ကလေးငယ်တွေလူခွေရေးချိုးဖောက်ခံနေရတယ်လို့ပို့အမျိုးသမီးတမတ်ကရဲ့အထမအကြိမ်ညီလာခံကနေထုတ်ပြန်လိုက်ပါတယ်။ညီလာခံကိုကျွန်းလ23ရက်နေ့ကနေ25ရက်နေ့ထိထိုင်းနိုင်ငံမဲအောင်ဆောင်မြို့မှာကျင်းပခဲ့ပြီးတဲ့နောက်အခုလိုထုတ်ပြန်လိုက်တာပဲဖြစ်ပါတယ်။ ပိုးဒေတာကမြို့သမီးနဲ့ကလေးငယ်တွေဟာလူခွင့်ရေချိုးဖောက်ခံနေရပြီးအမှန်တရားပေါ်ပေါက်ရေးတရားမျှတမှုရရှိရေးနဲ့ကျူးလွန်သူတွေကိုအပြစ်ပေးအရေးယူရေးနဲ့တာဝန်ခံမှုရှိလာစေဖို့ညီလာခံမှဆွေးနွေးခဲ့ကြပါတယ်။ပိုးအမျိုးသမီးတမကတာဝန်ရှိသူကရှမ်းတောင်မှာဆိုရင်လက်နက်ကင်ပေါင်းစုံဆောင်နေတဲ့နေရာဖြစ်တဲ့ပီအန်နိုလွှမ်းမိုးထားတဲ့နေရာဖြစ်တဲ့အတွက် GBV ကတော့အခုကပိုဆိုးလာတယ်။ အိမ်တွင်းအကြံဖတ်မှု online ပေါ်ကနေဖြစ်တဲ့လိမ်မိုင်းဆိုင်ရာအကြံဖတ်မှုတွေပိုများလာတယ်။အိမ်တွင်းအကြံဖတ်မှုဆိုရင်ပိုဒေတာမှာ PNO ရဲ့စစ်မှုထမ်းနဲ့ဆက်ဆက်မှုလည်းရှိနေတယ်။အမျိုးသားကစစ်မှုထမ်းရတော့လက်နက်ကင်ဆောင်ခွင့်ရနေတဲ့အဲ့ဒီအချိန်မှာအမျိုးသမီးပေါ်ပိုပြီးအကြံဖတ်လာတာမျိုးလက်နက်ကိုအသုံးချပြီးအနိုင်ကျင့်လာတာမျိုးတွေလည်းရှိတယ်လို့ပြောပါရယ်။ အကြမ်းဖက်ခံရတဲ့အမျိုးသမီးတွေကဆစ်ဆောင်နေရတဲ့အနေအထားဖြစ်နေတဲ့အတွက်လှုပ်ဆောင်မှုခက်ခဲတာတွေမြေပြင်အခြေအနေရလုံခြုံရေးရသွာလာဖို့ခက်ခဲတာတွေလူတွေ့သွားရောက်တွေ့ဆုံမှုခက်ခဲတာတွေဖြစ်တဲ့အတွက်တရားမျှတမှုရဖို့အလန်းဝင်းနေတယ်လို့သိရပါဗျ။မြန်မာနိုင်ငံမှာစစ်တပ်အာဏာသိမ်းတဲ့2020ခုနှစ်ဖေဖော်ဝါရီလတရက်နေ့ကစလို့အမျိုးသမီးတွေဟာမိမိတို့တက်နိုင်တဲ့ဘက်ကနေတော်လှန်ရေးထဲမှာဆွမ်းဆွမ်းတမန်ပါဝင်ခဲ့ကြတာပါ ဒါမဲ့လည်းတော်လန်ยีရဲ့အခြားတစ်ဖက်မှာတော့ပြည်ပခကြားကအမျိုးသမီးတွေအတွက်နာကျင်မှုတွေလည်းရှိခဲ့ပါတယ်။လိမ့်မိုင်းဆိုင်ရာအကြမ်းဖက်မှုတွေနဲ့လူအခွင့်အရေးချိုးဖောက်မှုအပါအဝင်အများသိအောင်မပြောနိုင်ခဲ့တဲ့အဖြစ်အပျက်တွေလည်းများစွာရှိခဲ့ကြမှာပါ။အမျိုးသမီးတွေဟာခေအဆက်ဆက်ကလေးကလူအခွေရွတ်တိုက်ပွဲဝင်ရဖော်ရတာကြီးစိုးမှုကိုတော်လန်ရတဲ့ပြင်ဆရာနာရှင်ကိုလည်းတွန်းလန်တိုက်ပွဲဝင်နေကြရတာပါ အခုလိုမျိုးတော်လိုင်းကာလအတွင်းလိမ်ပိုင်းဆိုင်ရာအကြမ်းဖက်မှုတွေနဲ့ပတ်သက်ပြီးတော့အမျိုးသမီးအဖွဲ့အစည်းတချို့ရဲ့စကားသံကိုဒီတစ်ပတ်ရဲ့အမျိုးသမီးအစည်းအဝေးကနေတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။ဒီလိုကိစ္စမျိုးကိုပေါ်လာတာဟာတော်လှန်ရေးအတွက်အဲစိတ်ပြက်စရာစိတ်အားလျော့စရာလို့ ပြောကြတာလည်းတွေ့ရပါတယ်ဒါလူတွေဖြစ်တဲ့အတွက်ဒါမျိုးတွေကရှိတယ်အရင်ကလည်းမရှိတာမဟုတ်ဘူးရှိတယ်ဟိုတော်လန်ရေးကာလာတူတဲ့အတွက်တခါတည်းမှာကိုယ့်ရဲ့အဲကျမတို့အမြဲတမ်းပြောလို့ရှိတယ်လို့ပဲဆန္ဒကိုတိတ်ခါနဲ့ အဲထိန်းနိုင်ပေမဲ့ရေရှည်လာတဲ့အခါမှာဆန္ဒကိုလည်းမထိန်းနိုင်ဘူးတိတ်ခါကိုလည်းမထိန်းနိုင်မနဲ့ဒီလိုမျိုးတွေဖြစ်လာတာဖြစ်တယ်အဲ့တော့ဒါပေမဲ့လူတွေဖြစ်တဲ့အတွက်ဒီလိုပြဿနာတွေကရှိပေမဲ့ကျမတို့ပတ်ဝန်းကျင်ကသူ့ရဲ့သက်ဆိုင်ရာအဖွဲ့အစည်းကဒါမျိုးတွေကိုလုံးဝသိညီးမခံဘူးဆိုတော့ခုနကိုယ့်ရဲ့အဲမူဝါဒတွေကိုထုတ်ပြမယ်အဲဘေးပတ်ဝန်းကျင်က လူတွေကလည်းဒါကိုလက်မခံဘူးဆိုတာပြတ်တာမယ်အပြက်ပြက်တတနဲ့စံပြအေးယူပြမယ်ဆိုရင်တော့ဒါတွေကတစ်ချိန်မှာဒီထက်ပို내ပါသွားမယ်အခုဆိုရင်ထုတ်ဖော်မပြောတဲ့ပြဿနာတွေလည်းအများကြီးရှိမယ်နာမည်ထင်ရှားကျော်ကြားပြီးတော့တာဝန်ကြီးကြီးကြီးလူထားတဲ့လူတွေရဲ့ပြဿနာတွေလည်းအများကြီးရှိမယ်ဒါပေမဲ့အခုကစလို့ကျမတို့ကတော့ ဒီထက်ဒီထက်ပိုပြီးတော့ထုတ်ဖော်ပြောဖို့လိုတယ်ထုတ်ဖော်ပြောရုံနဲ့မပြီးပဲဒီ social media ပေါ်မှာတပတ်လောက်နဲ့ဒီ trend ဖြစ်သွားတယ်အာလူတွေဝိုင်းပြောတယ်ပြီးရင်မေ့သွားတာမျိုးမဟုတ်ပဲအဲနောက်တစ်ခါသက်ဆိုင်ရာအစုအဖွဲ့တွေကလည်း all pressure တွေကြောင့်ဒါလေးကိုထုတ်လိုက်ရတယ်ဆိုတော့ပြီးရင်ပြီးသွားတာပဲဆိုတာမဖြစ်ပဲဒါမျိုးကိုတိတိကျကျပြက်ပြက်တတနဲ့စိတ်ခိုင်ခိုင်မာမာနဲ့တောက်လျှောက်ပေါ့နော်ဟို PPCC အေးအေးမှုတွေ အဲပြတ်သားတဲ့ဆောင်ရွက်မှုတွေလုပ်ဖို့ကျမတို့အားလုံးမှလည်းတာဝန်ရှိရလို့ယူဆပါတယ်။ဒီနှွေဦးတော်လိုင်းကြီးကကျမတို့ဟိုမြမပြည်သူပြည်သားအားလုံးပေါ့လေနော်။ဟိုပြည်ပမာနေတဲ့သူပဲဖြစ်ဖြစ်ပြည်ထဲမှာပဲဖြစ်ဖြစ်ပြည်ပမှာပဲဖြစ်ဖြစ်တောထဲမှာပဲဖြစ်ဖြစ်နေဆက်မှာပဲဖြစ်ဖြစ်ပေါ့ဖမာပဲနေနေဒီတော်လိုင်းရင်းနဲ့ပါမယ်ပတ်သက်နေတဲ့သူတွေအားလုံးရဲ့ကိုချင်းတိတ်ခါစာမီးပွဲကိုစစ်တဲ့တော်လိုင်းကြီးလည်းဖြစ်တယ်လို့ကျမမြင်တယ်ပေါ့နော်။အဲ့တော့ အဲဒီ formal rule of law ပေါ့လေအဲဒီပုံမှန်ဟိုတမယိုးကြဘဝမှာကျမတို့ရှိရဲ့တရားစီရင်ရေးစနစ်တွေတရားဥပဒေစိုးမိုးရေးတွေရာလဲမရှိတော့တဲ့အပြင်အဲ့ဒါတွေအားလုံးကပြိုလဲပျက်စီးသွားတဲ့အပြင်တစ်ဖက်မှာလည်း ူတွေကဟိုစိတ်ပိုင်းဆိုင်ရာပေါ့ရုပ်ပိုင်းဆိုင်ရာရောပေါ့နော် social မှုတွေအဲပြီးတဲ့အခါမှာ trauma တွေပေါ့နော်ဟိုဟိုအဲ့အရာတွေလည်းအများကြီးပဲခံစားနေကြရတယ်ပြီးတော့မိသားစုတွေတကွဲတပြားနဲ့ကိုယ့်ရဲ့အနာဂတ်တွေအိမ်မက်တွေအကုန်လုံးကပျောက်ဆုံးနေကြရတယ်ဆိုတော့လက်ရှိအချိန်ဒီချိန်ကာလမှာတော်လိုင်းရေးနဲ့ထိတွေ့ပတ်သက်နေတဲ့သူတွေအားလုံးနှိပါးဟာ စိတ်ပိုင်းဆိုင်ရာပေါ့နော်ပုံမှန်မဟုတ်တဲ့အခြေအနေတွေနဲ့ကျမတို့နေ့တူပါရင်ဆိုင်နေရတယ်အဲ့တော့အဲ့ဒီလိုမျိုးအခြေအနေတွေမှာဖြစ်တဲ့အတွက်ကြောင့်ပေါ့နော်ဟိုပို့ပြီးတော့အဲဒီကိုကျင့်တိတ်ခါကိုထိမ့်သိမ့်ဖို့အတွက်ပိုခက်ခဲလာကြတယ်လို့ကျမမြင်တယ်အဲ့တော့ဟိုလူတွေကအဲဒီဒီချိန်ဒီကာလမှာစိတ်ထွက်ပေါက်အမျိုးမျိုးပေါ့နော်စိတ်ထွက်ပေါက်အမျိုးမျိုးရှာကြတာပေါ့အဲ့တော့ကိုကိုတန်ရတန်ရကိုကြိုက်ရကြိုက်ရပေါ့လေနော်ကိုနဲ့နှိစက်ရနှိစက်ရပေါ့ ဲ့တော့ဟိုအခွင့်အရေးရရင်ရတယ်လို့ပေါ့လေနော်အဲ့တော့လူမှုရေးဖောက်ပြန်မှုတွေကိုကျန့်သိခါအာဒီပြက်ပြားမှုတွေနော်အလွဲသုံးစားပြုတ်လောက်တာတွေအဲ့ဒါတွေကဒီတော်လိုင်းကာလမှာအများကြီးပဲကျွန်တော်တို့မြင်နေတွေ့နေရတယ်။လိမ်မိုင်းဆိုင်ရာထိပါစော်ကခံရတဲ့ကိစ္စတွေအပအဝင်ပေါ့နော်။အခြားသောအော်ဒီဘယ်လိုပြောရမလဲ။လူတွေရဲ့ကိုကျင့်သိက္ခာအာစဆင်းမှုတွေပြောင်းလဲမှုတွေပေါ့နော်။ ဘာမှမဟုတ်တော့တဲ့ကိစ္စလေးတွေနဲ့ကိုယ့်ရဲ့နာမည်ကိုယ့်ရဲ့ဂုဏ်သိက္ခာပေါ့နော်ကိုလွယ်လွယ်တကူပဲလွယ်လွယ်ကူကူပဲလဲလေနေကြတာတွေကိုကျမတို့နေရာတိုင်းမှာ တွေ့နေရတာတော်တော်လေးတော့ဝမ်းနည်းစရာတော့ကောင်းပါတယ်လို့အာနာသိမ့်ပြီးတော့၄နှစ်ကျော်၅နှစ်တွင်မှာကျမတို့အမျိုးသမီးရရပါတော့ဒီအကြမ်းမဲ့စစ်ကောင်စီရဲ့မတရားဖမ်းဆီးခြင်းတွေကိုလည်းခံနေရတယ်စစ်ကြောရေးစခန်းကြီးအကျဉ်းထောင်ကြီးထဲမှာလည်းညှဉ်းပန်းနှိပ်စက်မှုတွေခံနေရတယ်ပေါ့နော်တချို့တွေဆိုရင်အာမလိန်ချင်းခံရပြီးတော့အသက်တွေပါမလာရတဲ့အမျိုးသမီးငယ်တွေအားစားရှိတယ်ပေါ့နော်ထုံနည်းစီစွာပဲဒီတော်လိုင်းကြီးကာလမှာတော်လိုင်းကြီးထဲမှာပါဝင်နေတဲ့အမျိုးသမီးတွေဟာလည်းဒါပြောရမယ်ဆိုရင်ရုပ်ပိုင်းဆိုင်ရာစိတ်ပိုင်းဆိုင်ရာအပြင်ပေါ့နော်ဒီ ီလိုမျိုးထပ်ပြီးတင်းချောင်လာရတဲ့နေရာရက်ဝန်းတွေမှာလုံခြုံရေးအားနည်းတာရဲ့အထောက်ထားမစုံလင်းတဲ့အနေထားတွေမှာပေါ့နော်ကာမလိန်လေကျူးလွန်မှုတွေအားစဇက်တိုက်ဇက်တိုက်ဆိုလို့ကြုံတွေ့နေရတာရှိရဲပေါ့နော်ဒါတွေကိုကျမတို့အနေနဲ့ကအာကာကွယ်သွားဖို့လည်းလိုအပ်တယ်အသိပညာပေးတဲ့အပြင်ကိုဒီလိုမျိုးတွေဆက်ရှိမလာဖို့ဆိုရင်ကျူးလွန်တဲ့သူတွေကိုပြပြပြင်းပြင်းထန်ထန်ပေါ့နော်အေးအေးယူတင်တယ်လို့လည်းမြင်တယ်ဒါမျိုးတွေက ဆက်ရှိနေနိုင်တယ်အဲ့တော့ဒီလိုမျိုးလူတွေကိုလည်းဖော်ထုတ်အရေးယူသွားဖို့လိုအပ်တယ်လို့တော့မြင်မိပါတယ်အဲပြီးတဲ့ခါကျရင်ပေါ့နော်နင်နာတဲ့အမျိုးသမီးတွေဘက်ကနေပြီးတော့လည်းကျမတို့အတိုင်းဝိုင်းကလက်ခံနက်ခံနိုင်ဖို့လိုအပ်တယ်ဖေးမဖို့လိုအပ်တယ်သူရဲ့စိတ်ပိုင်းဆိုင်ရာအပြင်လုံခြုံရေးကိုလည်းဖေးမဆောက်ရှောက်သွားဖို့လိုအပ်တယ်လို့တော့မြင်မိပါတယ်ရှင်ဟုတ် နုတော်လန်ရေးမှာဒီလိုကာလမျိုးကနုတော်လန်ရေးကိုအတွင်းရနေပြိုစီတဲ့လောက်ရလို့ကျွန်တော်တို့ကမြင်နေပေါ့နော်ဆိုတော့နောက်တစ်ခုကဒီလိုမျိုးလိမ်ပိုင်းဆိုင်ရာအကြမ်းဖက်မှုကို ကျွန်တော်တို့ဒီဒေါ်လာရင်းအင်အားစုတွေကိုယ်တိုင်လုပ်တယ်ဆိုတာတော်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 လေးကိုရုပ်ဆိုးကြီးတန်တယ်ပေါ့နော်။ဒါလူခွင့်ရေးကိုကျွန်တော်ကာကွယ်နေတဲ့သူတွေကလူခွင့်ရေးကိုပြန်ပြီးတော့ချိုးဖောက်တဲ့အလုပ်ရက်တွေလုပ်တာ။ကျွန်တော်တို့ရဲ့ရက်တီချက်မခိုင်ပါဘူးဆိုတာကိုတက်သေးပြတဲ့ပုံစံကြီးဖြစ်တယ်ပေါ့နော်။ဆိုတော့ကျွန်တော်တို့တွေကအဲ့လိုပုံစံမျိုးနဲ့ဒေါ်လာရင်းကိုဆက်သွားလို့မရဘူး။အာအခုဒီကိစ္စလိုမျိုးပေါ့နော်။ဒါလိုလိုကိစ္စမျိုးကမောက်ခမ်းဝါတယောက်တည်းဖြစ်တာမဟုတ်ဘဲနဲ့အများကြီးဖြစ်တယ်။အဲ့လိုမျိုးအများကြီးဖြစ်တဲ့သူတွေက ဘာလို့ဆိုလို့နားလဲဆိုတော့ဒီလိုမျိုးဒီနာမည်ကျော်တဲ့သူတွေပဲဖြစ်နာမည်မကျော်တဲ့လူတွေပဲဖြစ်လူခွင့်ရေးလှောက်ရှားတဲ့လူပဲဖြစ်တော်လန်ရေးထဲမှာလည်းနဲ့ကိုင်းပြီးတော့ပေါင်ဝင်တဲ့သူတွေပဲဖြစ်ဖြစ်နိုင်ငံရေးရာပေါင်ဝင်တဲ့သူတွေပဲဖြစ်ရှုထောက်ပေါင်းစုံကကျူးလွန်လာတာကိုမြင်ရတယ်ဒါဘာလို့ဆိုလို့လဲဆိုတော့ကျွန်တော်တို့ဒီဒေါ်လန်ရေးအတွင်းမှာကျွန်တော်တို့အဲတရေတဲရမယ်လူခွင့်ရေးလူခွင့်ရေးစိတ်ဓာတ်တွေပေါ့နော်လူခွင့်ရေးကိုစောက်ရှောက်တဲ့စိတ်ဓာတ်တွေလူခွင့်ရေးကိုလေးစားတဲ့စိတ်ဓာတ်တွေလူခွင့်ရေးကိုတန်ဖိုးထားတဲ့စိတ်ဓာတ်တွေက တဖြည်းဖြည်းနဲ့လုံပါပါလာတယ်ဆိုတာမြင်ရတယ်။ဒါကကျွန်တော်ဒေါ်လာရင်းကိုအလုံးတရာထိခိုက်စေနိုင်တယ်။အယံကိုထိခိုက်နိုင်တယ်ဆိုတာကိုလည်းလေထက်ဆင့်ထက်ဆင့်အသိပေးခြင်းပါတယ်လို့ဆိုတော့ကျွန်တော်တို့ဒီဒီလိုမျိုးကိစ္စမျိုးမဖြစ်အောင်ဖြစ်ရင်လည်းတတိယစာကင်တွင်နိုင်အောင်ကျွန်တော်တို့ဒေါ်လာရင်းအင်အားစုတစ်ခုလုံးကဝိုင်းပြီးတော့လှုပ်တဲ့နယ်လှုပ်ရလို့မြင်ပါတယ်။ကျေးဇူးတင်ပါတယ်ရှင်။ ဒီတစ်ပတ်ရဲ့ကမ္ဘာတဝန်းကအမျိုးသမီးစီစဉ်မှာတော့ Florida ပြည်နယ်ကအမျိုးသမီးမွေမုပ်ဆိုး Amy စီဝါအကြောင်းကိုပြောပြပေးမှာပါ။ Nice fight you guys. Amy စီဝါတရား Everglades မြက်ပင်ရှည်ကြီးကြားထဲမှာဓမီတလက်ဒိတ်တကြိမ်နဲ့မြမစပတ်အုံးမွေတွေကိုရှာဖွေနေပါတယ်။စီဝါဟာ Florida ပြည်နယ်ကရေအတွက်အနှိမ့်ငယ်ပဲရှိတဲ့အမျိုးသမီးမွေမုပ်ဆိုးတွေထဲကတယောက်ဖြစ်ပြီးဒီလောက်ကိုသူလောက်လာတာအခုဆိုရင်6နှစ်ရှိပြီဖြစ်ပါတယ်။ Everglades မြကင်းတော်ရဲကသဘာဝတော်ရိုင်းတလိမ့်ဆန်တွေပေါ်ဆူဆူရွရွတက်ရောက်မှုရှိလာပြီးကျူးကျော်ဝင်ရောက်လာတဲ့စပတ်အုံးတွေပြန့်နှံ့မှုကိုထိန်းချုပ်ဖို့ရွေတဲ့အနေနဲ့မွေမှုဆိုးပရိုဂရမ်ဖြစ်လာခဲ့တာပါ2019ခုနှစ်မှာသူ့ကိုပြည်내ကငှားရမ်းခဲ့ပြီးဒီပရိုဂရမ်မှာပါဝင်ခွင့်ရတဲ့ပထမဆုံးအမျိုးသမီး9ဦးတည်းကတအူးဖြစ်ပါတယ် ဖလော်ရီဒါပြည်နယ်စိတ်မြေအရက်မှာနေထိုင်တဲ့မြမစပတ်အုံးမွေအရေးအတွက်ဟာခံမှန်းခြေ9သိန်းလောက်ထိရှိနေပြီးတော့ဒေသခံအသားစားတိရစ္ဆာန်အရေးအတွက်ထပ်ကိုကျော်လွန်လာတာကြောင့်ဂေယဗေဒဆိုင်ရာချိန်ချောက်မှုဖြစ်လာပါတယ်မွေဦးရေထိန်းချုပ်ဖို့သူတည်တနာတွေဆက်လုပ်နေချိန်မှာပြည်내ကတော့မွေမုတ်ဆိုးတွေငါပြီးတော့ရနိုင်သမျှဖမ်းဆီးနေတာဖြစ်ပါတယ်။မွေတွေကိုသဘောကျပေမဲ့ဖမ်းဆီးတဲ့အခါရှင်းလင်းဖို့ကလွယ်ရင်တခြားနည်းလမ်းမရှိဘူးလို့စီဝါကပြောပါရတယ်။ we have to kill the python တူရူစဘုံတွေကိုတတ်မှရမယ်လေတည်ရတိုင်းပဲဒီလိုမှတခြားမွေတွေကိုလည်းကယ်ရရအောင်မယ်ဖလော်ရီဒါမှာအရန်လန့်တဲ့မွေတွေရှိနေပါတယ်သူ့အိမ်မှာဆိုရင်မွေအေးကွန်တွေကိုပတ်စံအိတ်တွေလက်ကအိတ်တွေနဲ့တခြားအသုံးဆောင်မျိုးမျိုးအဖြစ်ဖန်တီးထားတာတွေ့နိုင်ပါတယ်အိမ်နဲ့ရမှာတော့2019ခုနှစ်ဇန်နဝါရီလ22ရက်နေ့ကပထမဆုံးဖမ်းမိတဲ့စပအုံးမွေကြီးပုံကိုချိတ်ဆွဲထားပါတယ် လက်ရှိအချိန်ပြည့်ဝင်မှုဆိုးလုံးနေတဲ့သူကအယောက်30လောက်ပဲရှိပြီးစပတ်အုံးတစ်ကောင်မိဖို့အကြမ်းမြင်12နာရီလောက်အချိန်ယူရတယ်လို့ဆိုပါတယ် The pythons are here to stay. စပောင်းတွေကဒီမှာရှိနေဦးမှာပဲ။ဘလို့ပဲလို့လို့ Florida တောင်ပိုင်းမှာစပောင်းတွေရှိနေဦးမှာပဲ။သူတို့ရေတွေရှော့ချဖို့ဘလို့လုပ်မလဲဆိုတာပဲစဉ်းစားရမှာ။လက်ရှိမှာတော့အမဲလိုက်တာကကျမတို့မှာရှိရဲ့အထီးရောက်ဆုံးနီးလန်းဖြစ်နေတာ။ တကောင်မိဖို့ကပြန်ပြ12နိုင်လောက်ချိန်ယူရတော့တိတ်တော့မထီရဘူးပြောရမှာပေါ့ဒီမှာကခမ်းမန်းကြီးစပုံးအကောင်9သိန်းလောက်ရှိနေရလေဒါကြောင့်တကယ်ရှင်းမှုဆိုရင်အကြီးစားစီမံကိန်းနဲ့ဘယ်လိုလုပ်မလဲဆိုတာသူတည်တနာတွေအများကြီးလောက်အောင်မှာပါအဲ့ဒါတွေဖြစ်မလာသေးခင်မှာတော့ကျမတို့ပဲရှိနေတာပေါ့ အခုတင်ဆက်ပေးခဲ့တဲ့နိုင်ငံအရေးရကမတူညီကြတဲ့မျိုးသမီးတွေနဲ့ပတ်သက်တဲ့အကြောင်းအရာတွေကိုစိတ်ဝင်စားကြလိမ့်မယ်လို့မျှော်လင့်မိပါတယ်။နောက်တစ်ပတ်တွင်မှလည်းစောင့်မျှော်အားပေးကြပါဦးရှင်။ဒီ season နဲ့ပတ်သက်ပြီးတော့ဝေဖန်အကြံပြုချက်တွေပေးချင်တယ်ဆိုရင်တော့ Facebook Page ဖြစ်တဲ့ DPP Women's Fight ကနေတင်ဆက်ပေးနိုင်ပါတယ်။ကြီးစုအားပေးခဲ့ကြတဲ့အတွက်ကျေးဇူးများကြီးတင်ပါတယ်ရှင်။